တွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာသူပအဖြစ်ဖြစ်ရနေပြည့်စုံနေပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာရှင်လေးကျွန်တော်ကြည့်စုကောင်းမှုမျိုးလေးရတော့တကယ်ဥမစိတ်မကောင်းဖြစ်ဖို့ကောင်းတယ်တရုတ်ဆောင်ဒီလေးထူးရဲ့ဒါကွယ်လွန်သွားတဲ့သတင်းလေးပေါ့နော်ဒီလေးထူးကတော့ဒါရှေ့ရက်နေ့မှလို့တော့သိရတယ်ပေါ့နော်ကျွန်တော်ကား accident ဖြစ်ပြီးတော့ဆုံးမသွားတယ်လို့သိရတယ်ပေါ့နော်တကယ်ဥမဗျာအတိတ်ငယ်ဒီလောမှာ20ကျော်လေးပဲရှိသေးတယ်လူငယ်လေးတယောက်ဗျာနော်တင်မရလဲအရန်ကိုကြိုက်တယ်ဗျာနော်ကျွန်တော်တို့လူငယ်တွေပဲ ဟိုဒုက္ခများဗျာကျွန်တော်တို့မဲချိုးသာဝရအလင်းတန်းများကလေးတယောက်ဆောင်ရိုက်ခဲ့တာလည်းအများကြီးပဲဒါမဲချိုးမှဆိုလဲဒီညီလေးကတော်တော်လေးမှပေါက်တယ်ဗောနော်တကယ်ဥမလည်းတနာဖို့ကောင်းတယ်ဗျာဟိုစစ်မကောင်းဖြစ်ဖို့ကောင်းတယ်ဗောနော်ဟုတ်ကြည့်ဗလားဥမြတရဲ့သားဆိုလဲသူတို့တွေဆိုရင်ဒါတော်တော်ကံကောင်းသွားတယ်ဗျာကာတစီလုံးဆုံးမဆုတ်ပြတ်တတ်ထွားတယ်ဒါဒီညီလေးကတော့ကံမကောင်းသွားနေပဲကျွန်တော်တို့ဒါကအစင်တဲ့ကြောင့်ဆုံးမသွားတယ်ဗောနော်သူရဲ့ပြည့်ရက်တက်တရားတော့တော်တော်လေးမှခန်းစားရမယ်ဗျာ။ဥမာလူငယ်လေးเนาะလူငယ်တော်မှကျွန်တော်လူလက် လူလက်လူလက်လည်းမဟုတ်ဘူးဗျာအခုက20တော်လေးဗျာဘယ်လောက်နှမျိုးဘူးကောင်းတာနော်တေးဥဆောင်ဆိုလည်းတကယ်ဥမကောင်းတဲ့ဒီလေးပါတကယ်ဥမစိတ်မကောင်းပါဘူးကောင်းရပုံမွားရောက်ပါစေလို့ဆုတောင်းပေးပါရစေဗျာသူရဲ့အရင်တော့ကျွန်တော်ဗျူးခဲ့တဲ့ interview လေးကျွန်တော်လူကြည့်လိုက်နော်အဲ့ဒါကြောင့်ကျွန်တော်အစိုးပြီးတော့အစိုးအကောင်းကအနှစ်ခုလုံးကိုအဲတွေးထားပါတယ်ကျွန်တော်မှာကျတော့အပြင်မှာကျတော့ parking မိတာမရှိဘူးဘာလို့ကျွန်တော်ငယ်ငယ်လေးတည်းကကျွန်တော်ဖားတိုင်းနဲ့အဲ့လိုနေလာခဲ့ရတာမဟုတ်ဘူးအဲကျွန်တော်အမေနဲ့ပဲကျွန်တော်ငယ်ငယ်လေးတည်းကနေလာခဲ့ရတာ ငါးနှစ်သားတဲ့ကျွန်တော် father ကြီးဆုံးသွားဆိုတော့ကျွန်မအဖေဆိုတဲ့ခံစားချက်တော့မရှိဘူး။ဒါပေမဲ့မရှိတဲ့ခံစားချက်ကိုကျွန်တော်ခံစားပြီးအဲရိုက်ရတဲ့ဇက်ကားမှာဒီဒီမိချစ်ပေါ့မိချစ်ကရောက်ကြရှာကြီးအဲ့လိုမျိုးသူကအဲဒီကျွန်တော်မှာရှက်တဲ့စိတ်ကြီးလည်းရှိမယ်။အဲပြီးတော့သူဒီဥစ္စာမွေးစားထားတာပြီးတော့သူမွေးစားတာဆိုတဲ့ဇက်ကလုံးပါပေါ့နော်။အဲအဲ့ဇက်ကလုံးကဒီအာဒီကားလေးမှဆိုလဲဒါညီလေးကကျွန်တော်တို့ ဒါအကယ်ဒမီအမျိုးသားစပုစုမှာဆိုရင်ဒါစကားတင်ဝင်သွားတယ်ပေါ့နော်အဲ့တော့ကတော့ကျွန်တော်တို့တွေမှန်းခဲ့သေးပါတယ်ဒီညီလေးရပါစေလို့ဆုတောင်းပေးခဲ့သေးပါတယ်ဘာဖြစ်လို့အရန်ကိုတော်ခဲ့လို့ပေါ့နော်ဒါပေမဲ့လည်းအကယ်ဒမီပေးပြီးဘယ်တော့မှတော့မချောင်းနော်တကယ်မှစိတ်မကောင်းဖြစ်ဖို့ကောင်းတယ်အဲအကြောင်းကိုကျွန်တော်ပြောတော့ဒီခေတ်ကြီးမှာဗျကျွန်တော်တို့ဘယ်လိုပြောမလဲအမှတ်တရရအကင်းတက်ဖို့ဖို့ဆိုတာတကယ်မှန်တာဗျနင်းမိညာပြောက်ဗျာနော်ဘယ်လိုမှယုံကြည်ဖို့ကျွန်တော်တို့ခတ်တယ်ပေါ့နော်တော်တော်လေးဟုတ် ဖိုးသားအတွက်အထီးရောက်ဆုံးစကားလို့ထင်တယ်အဲ့အခန်းလေးကတော့ကျွန်တော်တို့အမှတ်မရပါပဲအဲဒီစကားရိုက်နေတဲ့အချိန်မှာလေအဲကျွန်တော်အမှတ်ရဆုံးစကားဆိုကိုကြီးသတိပေါ့ဒါအခုတော့ဆုံးသွားပါပြီကျွန်တော်ကိုကြီးအဲသူသူသူဆိုရင်ကျွန်တော်ဘင်းသားတောက်လျှောက်ပြောတယ်ရအောင်အဲဒီဒီလိုမျိုးလေးရှိတယ်ဒါကတော့နည်းနည်းလေးဟိုရှော့ပြောဒါကတော့တင်ပြောအဲ့လိုမျိုးကျွန်တော်တယောက်တည်းကောင်းလို့တော့မဟုတ်ဘူးဗျကျွန်တော်ဘင်းသားမှာကျွန်တော်ရဲ့အကူလေးအဲကျွန်တော်ဆရာလေးအဲသူတို့တွေကဘင်းသားမှာရှိနေပြီးတော့အမှားနေပြီဆိုရင် ထောက်ပြတယ်အဲသူတို့ထောက်ပြတာကိုကျွန်တော်လေ့လာပြီးတော့အဲ ဒီထက်မမားအောင်အမားရဲ့ထက်မဖြစ်အောင်တို့ရှိရပဲတင်ယူရလေ့လာတယ်အဲအကြောင်းအခုလိုမျိုးလေးပြည်သက်သဘောကျသွားတယ်ထင်ပါတယ်ခင်ဗျဟုတ်လို့မတူမယ်တော့မထင်ဘူးတို့မတူနိုင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အာတကယ်လို့ရှိခဲ့ရင်တော့မှကျွန်တော်ကဖိုးသားပုံစံမျိုးဖြစ်နေမှာမဟုတ်ဘူးအာကျွန်တော်ကပြန်ထူးပုံစံထူးပုံစံပဲဖြစ်နေမှာအာဒီဇလန်းရတာဒီဖိုးသားကြိုက်တာကိုကျွန်တော်ခန္ဓာကိုယ်နဲ့ကျွန်တော်ရဲ့စိတ်နဲ့လုပ်လိုက်တာပဲရှိတာဒါပေမဲ့တကယ်တကယ်ကျတော့ဖိုးသားဖိုးသားပဲထူးကထူးပဲ ခုမြင်ရကျွန်တော်ဘယ်လိုပြောမလဲဒီအဓိကအမှုပညာတရုပ်ဆောင်တွေတရုပ်ဆောင်တွေများလာတယ်အဲ့ဒါတော့ကျွန်တော်မြင်တယ်ပြီးတော့အကုန်လုံးအဲ့လိုမျိုး YouTube နေကြရတဲ့ရှိတယ်အဲပေါ်ပင်လုံးနေရလည်းရှိတယ်ဒါကတော့အမျိုးမျိုးပေါ့နော်ဒါပေမဲ့အဲ့အများကြီးတွေကမှဒီအဲကျွန်တော်တို့ဒီတရုပ်ဆောင်အမှုပညာကိုတေချာလေ့လာပြီးတော့တေချာတက်ပြီးတော့တေချာဝါသနာပါရင်တော့ပို့ပြီးတော့အဆင်အဲအကြောင်းကိုပြောတာပေါ့ကျွန်တော်တို့လူဘဝမှာနော် ဟိုတက်တန်းရှိတဲ့လောက်နေရတဲ့အချိန်လေးမှာဗျာကျွန်တော်တို့တရားတော်ချစ်ခင်ချင်းကျင်နာချင်းဟုတ်ရမလားဒါမနာလူစိတ်တွေကင်းမွေးပြီဗျာလူဆိုတာဒီနေ့ကျွန်တော်တို့ကမြေကြီးထအပေါ်သွားကြအောင်ဟုတ်ရမလားအခုဆိုဒီညလေးဆိုရင်ဒါအရွယ်မတိုင်ခင်ပဲတကယ်ဥမတော်လေးတော်တဲ့ညလေးပါဒါပေမဲ့ကျွေးလွန့်သွားခဲ့ရပြီအားကြောင့်မို့မနာလူစိတ်တွေအမုန်းအာဃာတတွေကျွန်တော်တို့ဗာစိတ်မှမထားပြန်ဗျာငါဘယ်နှစ်မြေကြီးထရောက်မယ်ဆိုတော့ဝယ်ပုဂ္ဂိုလ်ကျွန်တော်တို့ပြန်ရင်တော့မေးတိဖို့လိုတယ်ဗောနော် ကြည့်ပေါ့ဗျာเนาะကျွန်တော်တို့အမှတ်တရရအပြင်တစ်ဖုတ်ဖို့တဲ့သူ့ကိုယ်သူလည်းပဲထင်ပါလေเนาะဒါပေမဲ့လည်းကျွန်တော်တို့ဘလို့မှပြင်းမလွတ်တဲ့ဒီလမ်းကိုတနေ့ကျွန်တော်တို့အကုန်လုံးသွားကြမှာပေါ့เนาะကောင်းရဘုံဘွားရောက်ပါစေညီလေးကောင်းရဘုံဘွားရောက်ပါစေဆုတောင်းလို့ပါတယ်ဒီနေ့ထင်တယ်အဲပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းငငယ်လေးတည်းဒီလိုပဲလုပ်တယ်အကျွန်တော်ဆရာလေးကျွန်တော်တငယ်ချင်းနေတယ်အဲရှိတယ်အများကြီးပဲတုံးဆောင်နေအများကြီးပဲအဲတခါကျရင်ကိုယ်တငယ်ချင်းတွေအဲ့လိုမျိုးပါလာတဲ့အခါကျရင်လေကိုဝမ်းသာတယ်ဘယ်ဘယ်စကားမှပါပါပေါ့နော် အဲအခုလိုမျိုးလဲတင်းဆောင်အစ်တတွေရောရွှေချိုအစ်တတွေရောအများကြီးအများကြီးပဲအဲအကုန်လုံးနဲ့လဲဘယ်လိုပြောမလဲကျွန်တော်ကြည့်ရတော့ပြောတာเนาะကျွန်တော်ကျွန်တော် Facebook ပို့တဲ့အခါကျရင်တင်းဆောင်အစ်တတွေတွေ့တယ်အဲတချို့မင်းသားကြီးဝိုင်းရင်တပိုင်းရင်လည်းရှိတယ်အဲအဲ့လူတွေအကုန်လုံးကိုအာအားကြရတယ်ပေါ့เนาะအားကြရတယ်ပြောချင်ပါတယ်ခင်ဗျာအကုန်လုံးအကုန်လုံးနှီးပါစီးပွားရေးလက်ဆင့်ပြနေကြတာမဟုတ်ဘူးစားဖို့စားဖို့တောက်ဖို့တောင်မှဟိုလိုရောမလဲ ြုတ်စူးစမ်းပြီးအမြဲရုံးကန်ပြီးရှာဖွေနေရတာအဲနုပညာတေဒီတေယုတ်ဆောင်ဆိုတာအချိန်ရန်ပေးပေးရတယ်အဲပြီးတော့ဘွားနဲ့အရှင်ပြီးတော့လဲသွားတယ်လမ်းတစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်မှအများကြီး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 ချိန်ဆပြီးတော့နုပညာလုပ်လို့မယ်ဆိုရင်တော့အများကြီးချိန်ဆပြီးမှလုပ်လို့ရမယ်လို့ထင်တယ်တခုလဲဟိုတော့ YouTube လုပ်လို့မရဘူးထင်တယ်အဖက်ဖက်ကအားလုံးပြည်စုံနေမှဒီဒီနုပညာအလုပ်ကိုလေ့လာပြီးတော့တေချာလုပ်နိုင်မယ်လို့ထင်တယ်ဟုတ်တခုလဲတော့ ရက်မရက်ဒီလိုမရဘူးထင်ပါခင်ဗျာကျွန်တော်ရိုက်ထားခဲ့တဲ့မြတ်ဇာကားရေကိုအကုန်လုံးကိုကျွန်တော်ပြီးစလွယ်လဲကျွန်တော်မရိုက်ဘူးအဲကျွန်တော်ဖြစ်တယ်လို့လည်းမရိုက်ရိုက်ထားတာခုမှမရှိဘူးအဲကျွန်တော်ကိုယ်တိုင်ဇလန်တစ်ခုကျွန်တော်အပ်ပြီဆိုရင်အဲဇလန်ထဲမှာပါတဲ့ဒီဇကလုံးအသုံးလုံးနေအဲ့ဒါကိုကျွန်တော်တို့ကြိုပေးတာ ਉ အကျိုးပေးအကျိုးဖက်ကြတယ်ကျွန်တော်ရုံးမှဆိုရင်လည်းကျွန်တော်ဇလန်ဇလန်တွေ့တဲ့မြတ်ရုပ်ဆိုရင်အရှိမ3လလောက်4လလောက်အချိန်ယူရတယ်အဲ့အချိန်ယူတဲ့အချိန်